ောတတဗဂဝတောအရဟတော သမ္မာသမ္ဗုဒ္ဓတာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာအရဟတောလူနတ်ဗိမာတတဝါအလုံးတို့၏ပူဇော်အထုကို ခိုင်းတော်မူထိုက်ထသောအရဟတောလုံးစုံသောကိလေသာမှန်သမျှကိုအကျဉ်းချမရှိအကုန်စင်ပယ်တတ်တော်မူပိထသောအရဟတောစေကွေရ၌ပင်လင်းမကောင်းမှုအကုသိုလ်ကိုပြုတော်မူတတ်ထသော သမာသမုဒ္ဒတာအလုံးစုံသောတရားတော်တို့ကိုမဖောက်မပြန်သိရန်ဘုညာဖြင့်ကိုတော်တိုင်ထိုးထွင်းတည်တော်မူပြီးထသောသတ္တဗကဝတ်တော်ဘုန်းတော်၆ပါးသခင်ထိုးဘရားရှင် အာ နမောယုသိမြန်တို့မာယွေချို၍ရှ िख ိုးပါ၏ရှင်ဘရားဤနေ့ဘုန်းကြီးတို့ပရိသတ်များအတွေ့ကိုယ့်ကိုယ်ဆုံးမခြင်းအပိုင်း၃ကိုဘုန်းကြီးတို့မျှဝေပေးมาဖြစ်ပါတယ် အပိုင်းလိုက်အပိုင်းလိုက်ဟောထားလာတဲ့ကိုကိုဆုံးမခြင်းစာစုများဟာဒီနေ့ဆိုရင်အပိုင်း၃ကိုရောက်ပါပြီ။အပိုင်း၃မှာဘုန်းကြီးကစာစုလေးကိုအရင်ဆုံးဖတ်ပြကြည့်ပါမယ်။အပိုင်း၃မှာဗာလိရေးထားလဲဆိုတော့လောကသဘာဝအတက်ကြဆိုတာတက်ပြီးရင်ကြရမှာဖြစ်တယ်လို့ကြရကလည်းပြန်တက်နိုင်တာပါပဲ။တက်ရကနေကြသွားတဲ့အခါအကြမနာဖို့နဲ့ကြသွားရင်လည်းပြန်ထစိတ်အနာမရဖို့ကြိုးစားရမှာပါ။ ဘဝမှာဘသူမှတသက်လုံးအထက်မှာမရှိနိုင်တယ်လို့အောက်ကလူတွေလည်းအထက်ကိုတက်နိုင်ကြတာဖြစ်တဲ့အတွက်အထက်ရောက်နေလို့လည်းမန်မောက်နေဖို့မလိုတယ်လို့အောက်ရောက်နေလို့လည်းနောက်ကောက်ကျနေပြီဆိုတဲ့ခံစားချက်နဲ့အတွေးမမှောက်ဖို့လိုပါတယ်အစိုးဆုံးကအတွေးမှောက်တာပါအတွေးမှောက်ရင်ဘေးရောက်တတ်တယ်လို့ဘေးရောက်ရင်လည်းမေးလျှောက်ဖို့တော့မလွယ်ပါဘူးအဝေးမရောက်ခင်အတွေးဖြောင်းအောင်ပြင်ကျစေချင်တာပါပဲ။ အတွေးဖြောင်းနေတဲ့သူဟာတက်ရကကြသွားလဲအကြမနာသလိုကြရကပြန်ထဖို့လဲအထမကြပါဘူးအရေးကြီးဆုံးကအတက်ကြဆိုတာကိုလက်ခံတက်နေတဲ့အခါသတိထားကြနေတဲ့အခါကုသိုလ်ပွားပြာမများဖို့အရေးကြီးတာပါဒါဘုန်းကြီးကိုယ်ကိုဆုံးမခြင်းမှာပါတဲ့အပိုင်းသုံးစားစုလေးပါလောကဓာတ်မှာအတက်အကြဆိုတာရှိတယ်အဲ့ဒီမှာကုဏကပြောတဲ့နောက်ဆုံးစာသားလေးကသိကောင်းတာ တက်နေတဲ့အခါတတိထာကျနေတဲ့အခါကုတုပွားဗျာမများပါနဲ့တက်နေတဲ့အခါတတိထာပါကျနေတဲ့အခါကုတုပွားပါအကောင်းဆိုးတွေချာမှာဗျာမများနဲ့ဒီသဘောကိုပြောတာပြောမယ်ဆိုရင်ဘဝမှာလူတိုင်းကြုံတွေ့ရမယ့်တရားကိုဘုန်းကြီးတို့ကညွှန်းကျင်တာပါပဲလောကဓမ္မလို့စာပေမှာလာတယ်လောကဓမ္မဆိုလောကရှိလူသားတိုင်း မဖြစ်မနေတွေးကြုံရမယ့်အရာကိုလောကဓမ္မလောကဒဏ်လို့ခေါ်လာမြတ်စွာဘုရားရှင်ကလည်းမင်္ဂလာတုတ်တံမှာအဲ့ဒါလေးအထူးပြုဟောပေးတယ်ဘုဒ္ဓတာလောကဓမ္မေစိတ်တံယတနာကံပတိအာသောကံဝိရဇံခေမံဧတံမင်္ဂလာမုဒ္ဓမံဒါအလုံးသိပြီသားလောကဓမ္မိလောကဏ္ဍတရားတွေနဲ့ဖုတ်တတ်တာတွေးကြုံနေရတဲ့ယတအချင်းပုဂ္ဂိုလ်ဤစိတ်တန်စိတ်တိနာကံပတိမတုံလှုပ်ဘူး up and down of life ဘဝရဲ့အတက်အကျအနည်းအမြင့်လောကထံဆိုတာဟဲ့လားပဲအဲ့ဒီဘဝရဲ့အတက်အကျအနည်းအမြင့်နဲ့ကြုံတွေ့နေတဲ့ယတ္တအကျင့်ပုဂ္ဂိုလ်အကျင့်ပုဂ္ဂိုလ်ဆိုတာတတဝအားလုံးကိုပြောတာအကျင့်ပုဂ္ဂိုလ်ရဲ့စိတ်တန်စိတ်သေးနာကံပတိမတုံလှုပ်ဘူးလောကထံနဲ့ကြုံတွေ့တဲ့အခါမှာစိတ်မတုံလှုပ်တဲ့ပုဂ္ဂိုလ်ဒီအတောကဆိုရင်မှုလည်းမရှိဘူးလေဝိရဇာအပြစ်လည်းကင်းတယ် ခေမငင်းချန်တယ်ဘယ်လောက်တိကိုသွားတာတော့လောကတန်နေမှာဘုရားတို့တော်ကောင်းများမပြည့်မနေဂျုံတွေ့ရမှာလောကဓမ္မဆိုတာအတက်အကြကသိပြီးတော့လူတိုင်းဟိုဂျုံတွေ့ရမယ်သဘာဝဓမ္မပဲဖះလည်းဂျုံရတာပဲညာနာတွေလည်းဂျုံရတာပဲဆရာတော်ကြီးတွေလည်းဂျုံရတာဘိုးဆရာတွေလည်းဂျုံရတာနောက်ဆုံးအတိုင်းဝိုင်းအမှန်တမ냐တတဝါအလုံးမှန်တမ냐ဂျုံတာ ဟိုလူတွေပဲကြုံသလားဆိုတော့လူတွေလည်းမဟုတ်ဘူးတတ္တဝါတွေလည်းကြုံတာတရိစံတွေလည်းကြုံတာဒါကအိမ်ရခွေးလေးငတ်တက်လည်းပြက်တက်ဒါလည်းရှိတာဆိုတော့ဒေါကတန်ဆိုတာသူကလူအတွက်တွေမဟုတ်ဘူး for all creatures for all human beings ပဲတတ္တဝါအလုံးလူသားအလုံးအတွက်ကြုံနေတဲ့သဘောကိုလောကတန်ပဲတက်မယ်ကြာမယ်ဆုံးမယ်ကောင်းမယ်စာပေကတော့လောကတန်တရား၈ပါးဒီလိုဟောတာ လာဘောအလာဘောရသောအာရသောနေတံပတနံဒုက္ခံဒုက္ခံဘဝမှာတဲ့လေလူတိုင်းလူတိုင်းကြုံတွေ့ရမယ့်လောကဓာတ်ကြီးထဲမှာလာဘောအလာဘောဟိုလလာဘတွေပေါ်တဲ့အခါလဲရှိတယ်အလာဘောလလာဘမရှိဘူး run out of money ခေါ်တော့ပတ်စံပြတ်ဘိုင်းပြတ်သွားတာလည်းရှိတာပဲရှိရင်လည်းဝင်လိုက်တာဘဝဝင်တရားဝင်မရှိတော့လည်းဘာမှမရှိဘူး ရှိတဲ့အခါမှာခြေနဲ့တက်ရင်မရှိတဲ့အခါမှာလည်းခံနိုင်ရင်ရှိရမယ်။ရှိရှိတာနဲ့ရှိတာနဲ့အစဉ်ပြောင်း နေတယ်အဲ့ဒါလောကဓာတ်ကိုခံနိုင်တာ။ရှိနေတော့လည်းပဲရှိတဲ့အတိုင်းလေးနဲ့ပဲချွေတရာလေးနဲ့ချင်းချင်းပြီးသုံးတယ်။ဒါလည်းပဲလောကဓာတ်ကိုခံနိုင်ရှိ။ချို့ကရှိလို့ပျက်စီးတဲ့သူတွေရှိတယ်။ချို့ကမရှိလို့အဲ့ဒီမရှိတဲ့ဓာတ်ကိုမခံနိုင်တော့ပျက်စီးသွားတယ်လို့ရှိတယ်။ ။အော်အရှိတန်ရဲ့မရှိတန်ရဲ့ရှိခြင်းမရှိခြင်းဒီလောကဓမ္မလောကတန်တရားဒါလည်းပဲအတက်နဲ့အကျဒီသဘောပဲ။ရသောအရသောခြံရံရှိတာခြံရံမရှိတာ။ဟိုးချိုအပေါင်းသိပေါ်တာပဲ။ချိုအပေါင်းနဲ့မရှိ loneliness တယောက်တည်းဖြစ်နေတာ။ထိချံတယ်။ချိုအများနဲ့ဆိုရင်နေတတ်တယ်။ချိုအများနဲ့ဆိုမနေတတ်ဘူး။ချိုကတယောက်တည်းနေရတာကျင်တတ်တယ်။ချိုကတယောက်တည်းဆိုမနေတတ်ဘူး။ ဆိုဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် နေတတ်တဲ့ပုံကွာဒါအမျက်ထားဘုရားကလေဗမာပဲနေနေတဲ့ဗမာပဲနေနေအပြစ်ကင်းအောင် နေတတ်ဖို့အရေးကြီးတာဘသူနဲ့ပဲနေနေအပြစ်ကင်းအောင်နေတတ်ဖို့အရေးကြီးတာဘယ်အချိန်ပဲဖြစ်ဖြစ်အကုသိုလ်မဖြစ်အောင်နေတတ်ဖို့အရေးကြီးတာတယောက်တည်းဖြစ်နေလဲပဲနေတတ်ရချို့အထီးကျန်လုံးလီးနက်စ်ဖြစ်တယ် တစ်ခါတခါကျတော့အကောင်းဘက်ကတွေးရင်အော်တယောက်တည်းနေတော့လဲကျန်တဲ့ဟာတွေကိုယ်လုပ်တယ်ပို့ပြီးလုပ်ဖြစ်တာပေါ့ဒီလိုလေးဖြေလိုက်အိုက်တန်လည်းခံနိုင်တာပေါင်းတဲ့ဆိုတာကကောင်းတဲ့အပေါင်းတဲ့ပေါင်းမင်းကုသိုလ်တော့ရတယ်မကောင်းတဲ့အပေါင်းတဲ့သွားပေါင်းမင်းသူကကုသိုလ်မရတဲ့အပြင်အကုသိုလ်ပဲရတာဖြစ်တဲ့အတွက်ကြောင့်ဘုရားကတော့အတက်ကြသဘောမှာအဲ့ဒီလောကဒဏ်ထဲမှာပေါင်းတင်ပေါ်ခြင်းမပေါ်ခြင်းဆိုတဲ့ဓာတ်အားလည်းပဲခံနိုင်ရှိအောင်ကြိုးစားရတယ်အဲ့ဒါဆိုရင်ယတအကျင်ပုတ်ကိုစိတ်တန်စိတ်တည်နတ်ကံပတိမတော်တော့တော့ မတော်တော့ခန္ဓာရင်ရှိတယ်ဆိုတာအဲ့ဒါလေးကိုပြောတာခန္ဓာရင်ရှိတယ်ဆိုတာလေဘလို့အချင်းနေမျိုးမှာပဲဖြစ်ဖြစ်လက်ခံနိုင်တဲ့စွမ်းအားကိုခန္ဓာရင်ရှိတယ်လို့ခေါ်တာဘလို့အချင်းနေမျိုးပဲကြုံကြုံဟုတ်အတက်လက်ကြုံတဲ့အခါဒါကိုလက်ခံနိုင်စွမ်းရှိရတယ်အဆိုးကြုံတဲ့အခါလည်းဒါကိုလက်ခံနိုင်စွမ်းရှိရသူကရင်ဆိုင်နိုင်တဲ့စွမ်းအားလက်ခံနိုင်တဲ့စွမ်းအားဘလို့အချင်းနေမျိုးမှာပဲဖြစ်ဖြစ်ဖြစ်ပြီးသားကိစ္စမှန်တယ်များကို ပူဆွေးပြီးတော့ကရောက်နေမဲ့အစားဖြစ်ပြီးတဲ့ဟာကိုလက်ခံနိုင်အောင်စ조사ပြီးတော့အဲ့ဒီလက်ခံနိုင်တဲ့လက်ခံပြီးရင်လက်ခံတာခံစားတာမဟုတ်လက်ခံတာရင်ဆိုင်တာတဘာဝတရားကိုလက်ခံအမှန်တရားကိုလက်ခံတာခံစားတာမဟုတ်မခံစားဘူးခံစားရင်ပင်မတာခံစားရင်ပူတာအစိုးကိုခံစားရင်ဒေါသဖြစ်တယ်အကောင်းကိုခံစားရင်လောဘဖြစ်တယ်မခံစားနဲ့လက်ခံဒီလိုရှိပါလားဆိုသိလို့ရှင်အဲ့ဒါကိုအပြေရှာဒါပဲ။ ရသောအရသောအချမ်းရမ်းရှိတယ်အချမ်းရမ်းမရှိတာဒါလည်းပဲအတဲ့ကြသဘာဝပဲနိဒံပတ္တနဲ့ဟိုးဒါလည်းပဲသိကြုံရမယ်တရားကဲ့ရတာတွေချီးမွမ်းတာချီးမွမ်းတာမှာကျင့်တတ်တဲ့ရင်ကဲ့ရတာကိုလည်းလက်ခံနိုင်ရမယ်ချီးမွမ်းတာလေးကြတော့ချီးကျူတာလေးကြတော့စေတသားရပြီကဲ့ရတာကြတော့မခံနိုင်ဘူးလူတွေမှာနည်းနည်းလေးပြပြောတာကိုမခံနိုင်အထက်ရောက်တဲ့လူပို့ဆိုတယ်တတိထားရတယ် ထဲရောက်လေလေပိုသတိထားရတယ်အမြင့်ရောက်လေလေလေအတိုက်ခံရလေပဲဟိုးတစ်ပင်ထိပ်ပြားမှာဟိုးထိတ်ဆုံးကအရွက်ကလူးနေတာလေအများကြီးတိုက်တော့အထက်ရောက်ရင်ပိုအတိုက်ခံဒါသဘာဝအဲ့ဒါကိုသိရချို့ကကိုယ့်ကိုဝေဖန်နိုင်မခံနိုင်ဟိုးပြောလိုက်မခံနိုင်ကိုချစ်ရတဲ့သူ ပြောလိုက်လည်းမခံနိုင်မကောင်းတာလေးတွေကြတော့ညင်မိကျင်းတတ်ပြီးတော့မကောင်းတာပြောလာတဲ့အခါကျတော့မခံနိုင်ဘူးစင်ဒါလောကဓာတ်မခံနိုင်သေးတာပဲ အကောင်းလေးမှာကျင့်တတ်တယ်မကောင်းလေးကိုလည်းပဲခံနိုင်ရှိအောင်ကြိုးစားပါကဲ့ရဲ့ချင်းချီးမွမ်းခြင်းစကလုံးကတတ်မှတ်တာချစ်ရင်အကောင်းပြောမယ်မုံရင်အဆိုးပြောမယ်ဒါသဘာဝဒီစကလုံးနေကြမှာလိုက်ပြီးခံစားနေလို့ကတော့ကိုဘဝသူများစကလုံးမှာလမ်းဆုံးပါပဲဒါကြောင့်အဲ့ဒီအတက်ကြလည်းခံနိုင်ရှိအောင်ကြိုးစားဖရားကအဲနောက်ဆုံးအချက်လေးကဒုက္ခဒုက္ခဘဝမှာလူတိုင်းကြုံတွေ့ရမယ်တတ္တဝါတိုင်းကြုံတွေ့ရမယ်ချမ်းသာစင်းရဲ့ပဲ ။ဟိုချမ်းသာတဲ့ခါလည်းရှိတယ်။ဆင်းရဲတဲ့ခါလည်းရှိတယ်။တခါတခါလူတွေတွေးနေရတဲ့လူတွေခံစားရတဲ့ချမ်းသာဆိုတာကလေသဘာဝဓမ္မအပြင် ကြည့်မယ်ဆိုရင်တော့အမှန်ချမ်းသာမဟုတ်ဘူး။ဒရင်ကချမ်းသာပဲ။ယန္တာမဖြစ်သေးသမျှသစ္စာတရားကိုမသိသေးသမျှဒုက္ခအမှန်တရားကိုမရနိုင်ဘူး။ happiness ပျော်ရွှင်မှုအမှန်တရားကိုမရနိုင်ဘူး။လောကသဘာဝတွေ့နေတဲ့လောက ချမ်းသာလေးဆိုတာချမ်းသာမရှိဘူးလားမဟုတ်ရှိတယ်ကာမဒုက္ခကာမဂုဏ်ချမ်းသာလို့စာပေမှာလာပေးတာ ဒါပေမဲ့ तू ကတရင်ငှချမ်းသာပဲဖြစ်စီတာ तू ကသစ္စာဒုက္ခလောက်မချမ်းသာဓမ္မဒုက္ခလောက်မချမ်းသာကာမဒုက္ခကခံစားတဲ့ခိုက်တန်လေးချမ်းသာတယ်ဒါပေမဲ့ तू ကလွန်သွားရင်မကောင်းတော့ကာမကုံတရင်ငှချမ်းသာအဲ့ဒါဟောသိကောင်းတာပဲချက်ကြော်လေးစားလို့ကောင်းလိုက်တာ စားလို့ကောင်းလို့အများကြီးစားရင်မကောင်းမြန်တော့ကာမဒုက္ခဆိုအဲ့တဘောပဲတရင်ငှပဲကောင်းတာကောင်းတာတွေကလွန်သွားရင်မကောင်းတော့ ဟောအဲ့ကောင်းလိုက်တာအဲ့ကောင်းလို့အကြာကြီးအိမ်လည်းမကောင်းမြန်နေကောင်းလိုက်တာနေကောင်းလို့အကြာကြီးနေလည်းမကောင်းမြန်သွားကောင်းလိုက်တာသွားကောင်းလို့အကြာကြီးသွားလည်းမကောင်းတော့ဟောလူလောကကောင်းတယ်ဆိုတဲ့အရာတွေကတည်ငှားတွေပဲကြောက်ဒီတည်ငှားအကောင်းလေးမှာကိုကခံနိုင်ရှိနေအဲ့ဒါဘဝလောကဓာတ်ခံနိုင်တာအတက်ကြောက်ခံနိုင်တာချမ်းသာတယ်ဆိုတာတည်ငှားအရှိတရားတန်ဆေးလုံပေးပဲလောကချမ်းသာတယ် ဆေးတော်မှာလေကောင်းနေဆိုတဲ့ဆေးလေးကအတိုင်းစားလေးနဲ့စားမှာအားဆေးဆိုရင်တားရေးစားရင်လည်းတော့မကောင်းတော့ဗျာဘုန်းကြီးတကယ်ချင်းတပါအဲ့ဒါဘိုးတော်ကတော့သိမသိဘူးသူကဘိုးတော်ကလှူသားမအောင်ဝမ်းလို့ဆေးလှူသားမအောင်ကြော်ညာထားအားကြီးနဲ့သူကလက်မောင်းကြီးနဲ့မဆေးကြီးတွေပြပြီးဟာအားဆေးပဲထင်ဟုတ်သားမောင်စေးကိုအားစေးထိပ်ပြီးတော့အားရည်မြဲမြံရှိအောင်ဆိုပြီးတကယ်ကြီးကပိန်မဲဆိုအားရှိစေလို့ဆိုသူကလှုပ်သားမောင်တပူလုံးစားလိုက်တာ အားမရှိပဲနဲ့အားတွေပြက်ကိုနောက်နေအင်သာတဲ့ကောင်မထွက်ရအောင်အတိုင်းလေကုလီတရားကိုမထွက်။ဩဆေးဆိုတာသူအတိုင်းနဲ့နဲ့သူရှိတာပဲပုံပြပြီးကောင်းတယ်ဆိုရင်လုပ်လို့မရဘူး။ဟောလောကချမ်းသာဆိုတာတရေငှချမ်းသာဖြစ်တဲ့အတွက်ရောကောင်းနိုင်လဲပဲကောင်းတယ်ဆိုပြီးတော့စိတ်တိုင်းကြခံစားလို့မရဘူး။ဆိုတော့အဲ့ဒီအကောင်းနေကြုံတဲ့အခါဒုက္ခဆိုတဲ့လောကဒဏ်လေးကြုံတဲ့အခါလာပဲ။ဩဒါလည်းအကြာကြီးမဟုတ်ပါလား။ဒုက္ခဆင်းရဲဆင်းရဲလည်းမခံနိုင်ရဘူးလူတွေ။ တကယ်တမ်းကျတော့လေပရိသတ်ရေဘသူတွေဘလောက်ပဲဆင်းရဲတယ်ပဲပြောပြောခန္ဓာကိုယ်ဆင်းရဲလောက်မဆင်းရဲကြပါဘူးခန္ဓာကိုယ်ဆင်းရဲမြတ်စွာဘုရားကတခြားခြားဆင်းရဲတွေထဲတဲ့ဒုက္ခသစ္စာရဲ့ဆင်းရဲအခွင့်အာသိပြီးတော့ကောင်းတာဒုက္ခသစ္စာဓမ္မစကြာမှာလာတယ်ဘုရားဟောတဲ့သစ္စာ၄ပါးဒုက္ခသစ္စာဆင်းရဲရောအမှန်တရားဘာမှဘုရားရှိရှိဝေးမဖွင့်ဘူးဘာကိုဆင်းရဲတယ်ပြောလဲဇာတိပိဒုက္ခ ဒိဋ္ဌန်နေရတာဆင်းရဲတယ်။သရဘိဒုက္ခအိုရတာဆင်းရဲတယ်။ဗျာတိဘိဒုက္ခနာရတာဆင်းရဲတယ်။မရဏဘိဒုက္ခသိရတာဆင်းရဲတယ်။အဘိဟိတံမယောကိုဒုက္ခမတည့်တဲ့သူတွေနဲ့အတူရှိနေတာဆင်းရဲတယ်။ဟာသိမ့်မှန်တာပဲမတည့်တဲ့နေ့နေမပြောဘူးမပြောအဆင်းအောင်မပြေဘူး။ပြီးရင်ဝေဘယောကိုဒုက္ခတည့်တဲ့သူတွေနဲ့မနေရတာလည်းဆင်းရဲတယ်။ကိုယ်နဲ့အဆင်ပြေတဲ့လူတွေကိုချစ်တဲ့လူတွေနဲ့သိခွေးရှင်ခွေးကိုရဆင်းရဲတယ်။ ယံပိစ္ဆနလဘတိတံပိဒုက္ခလိုတာလေးမရတာလဲဆင်းရဲပဲတဲ့ in briefly အချင်းအပြင်တန်ခိတ်တေနာအချင်းပြောမယ်ဆိုရင်တဲ့အချုပ်ပြောမယ်ဆိုရင်ပင်စုပါဒာနဲ့ခန္ဓာဟောဒီခန္ဓာဟာဆင်းရဲပါပဲဘုရားကယုံနံဓမ္မဒီနှစ်ခုရထားတယ်ယုတ်တရားနံတရားဆိုခန္ဓာကြီးရထားရင်အဲ့ဒီခန္ဓာ၅ပါးအစုကြီးရထားတာကိုကဆွဲလန်းကြောင်ဆင်းရဲဆိုတော့လူတိုင်းဒီခန္ဓာကိုရလူတိုင်းဆင်းရဲတာကိုယ်ဆင်းရဲမှာဆင်းရဲတယ်ထင်မနေတော့ဘူး လူတွေကဟိုသူဒုက္ခနဲ့ကိုဒုက္ခရှင်အမလီကိုဒုက္ခမှာကြီးတယ်လို့ထင်တာကိုဖြစ်မှာဆင်းရဲလို့ထင်တာသူများဖြစ်ရင်ဆင်းရဲလို့မထင်သေးဘူးနော်ဒါကြောင့်လို့ခွန်ကြီးတို့အောက်ဆိုတက်ကတူကထုတ်တဲ့စာအုပ်လေးမှာ80 20 theory ဆိုတာရှိတယ်20 80 theory 80 20 theory ကအဲ80 20 theory မှာလူတွေဟာတဲ့ကိုခံစားရတဲ့ကောင်းတဲ့ယာကိုင်နှုန်းကောင်းတဲ့အရာလေးတွေယာကိုင်နှုန်း80လောက်ဆိုရင်တဲ့ 20လောက်ပဲထင်တတ်တယ်။ကိုခံစားနေရတဲ့မကောင်းတဲ့အရာလေးတွေ20ရာခိုင်နှုန်းလို့ကြတော့80လောက်ထင်တတ်တယ်။ဟာသိမှန်းလား။ကိုထရဟင်းဘက်ကသေးတယ်။လူသူများဟင်းဘက်ကကြီးတယ်အဲ့လိုမြင်တာ။ကိုရတာလေးအပေါ်မှာမကျေနပ်နိုင်ဘူး။ငါတဲ့သူကပိုသားတယ်။သူများဟာကိုသွားပြီးမျက်စောင်းထုတ်ပြီးတော့ကိုခံစားရတာကောင်းတာလေးအတူတူပဲ80ရာခိုင်နှုန်းလောက်ပဲ။ ဟိုကလည်း80ရာခိုင်နှုန်းလောက်ပဲအဲ့ဒါကိုကိုကြတော့နဲတယ်ကိုကြတော့သေးတယ်ဆိုပြီး20ရာခိုင်နှုန်းလောက်ပဲထင်တတ်တယ်မကောင်းတဲ့အရာလေးကြတော့လေ20ရာခိုင်နှုန်းလောက်ဖြစ်တာသူလည်းကောင်းကြိုက်တာကိုလည်းကောင်းကြိုက်တာကိုကောင်းကြိုက်မှာအုံနောက်ပဲပြတ်တော့မလို့ပေပဲသေးတော့မလို့အဲ့လိုဖြစ်တာကိုကောင်းကြိုက်မှာပဲတော်တော်ခံစားရတယ်ဆိုတော့သိတော့သူလည်းကောင်းကြိုက်တာကိုလည်းကောင်းကြိုက်တာ20%ကို80%လောက်ထင်တယ် ဩလူတွေကကိုမဖြစ်သေးရင်သူများဖြစ်တာကိုဘာမှတန်ဝေကမရကိုဖြစ်မှာပဲကိုကြမှာပဲဒုက္ခရှိတယ်လို့တွေးတာဘုရားကတော့ခန္ဓာရှိသည်များဒုက္ခရှိတယ်ဩဒုက္ခဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့လောကရန်တရားမှလည်းပဲဒါကအတက်အကျသဘောသဘာဝဓမ္မလူတိုင်းရှောင်လို့မရဘူးဆိုတဲ့ဒီအသည့်လေးရှိထားလို့ရှိရင်ဘာမှဒီအပေါ်မှာခံစားပြီးတော့တောကဖြစ်စရာဒုက္ခဖြစ်စရာအကြောင်းကိုမရှိတော့ ဘလို့လောကဓာတ်မျိုးပဲကြုံကြုံလေဖြည့်စရာလေးတစ်ခုယူမယ်ဆိုရင်ဒါလည်းပဲပြီးသွားမှာပဲဆိုတဲ့ဟာလေးကဘဝမှာလောကဓာတ်ကိုကောင်းကောင်းဖြည့်လို့ရ This too will pass This too will pass အင်္ဂလိပ်စကားမှာဒါလည်းပဲပြီးသွားမှာပဲဟောဒီစကားလေးကသိမ့်မှန်တာဘလောက်ပဲကောင်းတယ်ပဲပြောပြောအချိန်တန်တော့လည်းပြီးသွားတာဘလောက်ပဲဆိုးတဲ့လောကဓာတ်နဲ့ပဲကြုံကြုံ तू ကလည်း time limit duration ရှိတာအချိန်လေး ချိန်လေးတစ်ခုပဲဆောက်ချိန်တန်တော့လည်းပြီးသွားတာပဲတိုးတော့အချိန်မတန်သေးတော့ဒါတွေကကြုံမှလူတွေမှာအချိန်တစ်ခုဆောင်းရတယ်ဆိုတော့အဲ့ဒါပြောတာတချို့ကြတော့အချိန်ကိုမသိတဲ့အခါကျတော့သူအကျိုးပေးခြင်းကိုမသိတဲ့အခါကျတချို့ကကောင်းတာလုပ်ရတာနဲ့အာမမကောင်းတာတွေကြုံနေတဲ့အပေါ်မှာကိုယ့်ကိုစိတ်တက်ကြငါကောင်းတာတွေလောက်လို့ရသားနဲ့ကံတရားငါ့မျက်နှာသာမလိုက်ဘူးမကောင်းတာတွေပဲကြုံတယ်တချို့ကျတော့မကောင်းတာတွေလုပ်နေတဲ့အကျိုးပေးကြကောင်းလိုက်တာ သူတို့ကြတော့မဟုတ်တာလို့ပြီးတော့ကြီးပွားနေတယ်ဆိုရင်သူများမဟုတ်တာလို့ပြီးကြီးပွားတဲ့အပေါ်မှာတချို့ကအာတန်တရားပုံမှာတန်တရားဝင်ကိုလွတ်ရတာနဲ့ကိုကောင်းရတာနဲ့အကျိုးမပေးဘူးအမှန်ကတော့လေကန်တရားက favor ပေးတာမဟုတ်ကန်တရားကမျက်နှာမလိုက်ထို့တူပဲကန်တရားက pressure လည်းမပေးဘူးဖိအားလည်းမပေးဘူးကန်တရားကမှန်ကြည့်တယ်လို့မှန်နဲ့ပြုံးပြအမှန်နဲ့ရုပ်ကပြန်ပြုံးပြမှာပဲဟိုຢာတို့ရှိတဲ့လူပြုံးပြလဲဒီပုံပဲ ဘုံရှိတဲ့လူပြုံးပြလဲဒီဘုံဘာမှမရှိတဲ့လူပြုံးပြလဲပဲဒီဘုံမဲ့ပုံမှာမဲ့ပြလဲပဲဘသူမဲ့ပြမဲ့ပြမှန်နေမှာဒါပဲပေါ့ခန္ဓာရားကလည်းထို့အတူပဲကောင်းတာလုပ်ရင်နော်သတောင်းစားလုပ်လဲပဲအချိန်တိုင်းသူခံစားရမှာမကောင်းတာလုပ်ရင်ဟိုသမဏကြီးလုပ်လဲပဲသူကအကျိုးမပေးခြင်းတော့ဟုတ်ဟုတ်မဟုတ်အကျိုးပေးခြင်းတန်တဲ့အခါကျတော့ဘသူပဲလုပ်လို့သူကအခွင့်သာရင်အခွင့်သာတာနဲ့အဲ့ဒါကောင်းကျိုးမကောင်းကျိုးကိုပဲခံစားရတာအချိန်လေးတစ်ခုဆောင် ကန်တရားဆိုတာအချိန်ဆောက်ပြီးတော့မှအကျိုးပေးတာအခုတည့်ရပင်ဆိုင်အခုတည့်ရဒီစားလို့မရဘူးအခုရေတွင်တူအခုရေတောက်လို့မရသူ့အချိန်လေးတစ်ခုကျုံးမှဒါတွေကခံစားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကံကိုစစ်ပြီးတော့ဘယ်တော့မှတန်ဝတန်တရားမဝင်ပါနဲ့နော်တန်တရားမဝင်ပါနဲ့ဥပမာတစ်ခုဘုန်းကြီးတို့ဖတ်ဘူးတဲ့ပုံမြင်လေးလူနှစ်ယောက်ရှိလူနှစ်ယောက်မှာတယောက်ကလေနေ့စဉ်နေ့စဉ်ဟိုဗောဓိညောင်မင်းညောင်မင်းကိုသွားပြီးတော့တန်ရှင်းရေးလုပ်တယ်ညောင်မင်းကိုပူဇော်တယ် နောက်တစ်ယောက်ကျတော့စားစရာမရှိတော့တစ်ကိုင်းနေလိုက်ခုတ်ပြီးတစ်ပင်နေရောင်းရတဲ့လူတစ်ယောက်အဲ့ဒီနှစ်ယောက်အဲ့တော့တနေ့တော့ညောင်မင်းနေတိုင်းသွားပြီးရှ िख ိုးပူဇော်နေတန်ရှင်းလုံနေတဲ့လူပါလေညောင်မင်းတန်ရှင်းလုံညောင်မင်းပူဇော်ရင်းနေညောင်ကိုင်းကျိုးကြတော့ခြေတော့ခြေတော့တန်ရရသွားခြေတော့ကျိုးသွားပုံမှန်စားစရာမရှိတော့ထင်းလိုက်ခုတ်တဲ့ကောင်ကနောက်ဆုံးခုတ်စရာမရှိတော့ညောင်မင်းလာခုတ်ရင်းနေညောင်မင်းခြေရင်းမှာရွှေအိုးသွားတွေ့အဲ့တော့ဟိုမှာညောင်မင်းပူဇော်နေတဲ့လူကညောင်ကိုင်းကျိုးကြတော့ခြေတော့တန်ရရတော့စိတ်တည်း ဘောတွေကန်တာအာဘုန်းကြီးကြောင်းထဲမှာဆိုဆရာတော်သွားရှောင်းရှင်ဘုရားကန်တရားကမျက်နှာလိုက်တယ်ဘုရားတဲ့တပည့်တော်တော်ကောင်းတာတွေလို့ညောင်းမင်းပူဇော်နေတဲ့သူကြတော့ညောင်းကိုင်းကြိုးကြတယ်တပည့်တော်ခြေထောက်တန်ရရခြေထောက်ကြိုးရတယ်ဟိုမှာညောင်းမင်းလိုက်ကုန်ပြီအစ်စ်ပင်နေခုံတဲ့လူကြောင့်ညောင်းမင်းချင်းရရွှေအိုးတော်သွားတွေ့တယ်ဘုရားတဲ့အဲ့ဒါကန်တရားမတရားဘူးဘုရားဆရာတော်သွားရှောင်းတော့ဆရာတော်ကပြောပြပြန်ပြီးတော့တကားတော့တဲ့တကယ်တမ်းကျတော့တကားတော့သေရမှာ ဘုန်းကြီးကအာကိုမှာဘုန်းကြီးကအာမပေးတဲ့အမိအာတက်စရာပြောလဲငါပေးရမှာဟိုကစိတ်တည်ကြအရှင်းများဘလို့ပြောလိုက်တာတပြည့်တော့ဒီလောက်ကောင်းတာရဲ့လုံနေတာဟုတ်တယ်အမှန်ဒကာကြီးကဒီကောင်းတာတွေလှုပ်လို့ဒီညောင်ငိုင်းကျိုးကြပြီးတရားပဲရတာတကယ်တမ်းကျတော့ဒကာကြီးကအတိတ်ကံဖေးရမှာဟုတ်အဲ့လိုတွေးတော့လဲမှန်သွားတာသူ့ရဲ့အတိတ်ကံအတိတ်ကလုပ်ခဲ့တဲ့ကံအကျိုးပေးကဒီအချိန်မှာဖေးရမှာ ဒါပေမဲ့ပစ္စုပ္ပန်မှာလှုပ်ထားတဲ့ကုသိုလ်အရှိန်တွေကကာဘာလှုပ်ပေးလိုက်တော့သေရမဲ့ကံကမသေးတော့ပဲနဲ့ထိခိုက်ဒဏ်ရာလောက်ပဲဖြစ်သွားတာကံတရားဆိုတာအချိန်တစ်ခုစောင့်ရတယ်ဆိုအဲ့ဒါပြောတာဆိုတော့ဘဝမှာဘာပဲဖြစ်အတက်အကျအနေမြင့်ဆိုတာရှိတတ်တဲ့အတွက်ကြောင့်တက်နေတဲ့အခါသတိထားကြာနေတဲ့အခါစိတ်တက်မကြနဲ့ကျိုးကကြာနေလို့ရှိရင်ဟိုအာကိုဒီအာကိုဘေးရင်စရာသွားမေးဘုန်းကြီးကတော့ဘေးရင်စရာသွားမေးတာအမပေးဘူး ဘာလို့ဘေးရင်ဆရာကြီးရောက်ရေတရာခြေခိုင်းတာလဲဟိုးဘယ်ဆရာတော်သွားပြီးတော့ဘာလူလိုက်ပါကုသိုလ်ပဲလုတ်ခိုင်းတာဘယ်ဘေးရင်ဆရာမှအောက်ကုသိုလ်လုတ်ခိုင်းတာမရှိဟုတ်တယ်မရေတရာခြေတယ်ဆိုတော့ကောင်းတာလုတ်ခိုင်းတယ်အဲ့တော့ကောင်းတာလုတ်ခိုင်းရင်သူ့ဘေးရင်ဘိုးသွားပေးမနေတော့ပဲနဲ့အဲ့ဟာလေးကိုယ့်အကိုလှူပြီးတန်းပြီးတော့ကုသိုလ်ကောင်းမှုလုတ်လိုက်ရင်ကိုယ်ကံကိုမြင့်နေဆိုအဲ့ဒါပြောတာဟုတ်တယ်နေသတိထားအကြမနာဖို့အရေးကြီးတယ်ကြာနေပြီဆိုရင်စိတ်တက်မကြနဲ့ကြာနေရင်ကုသိုလ်များများဖြစ်လို့ ဲ့ဒါကိုယ့်အတွက်ကံနေပြန်တက်ဖို့ပဲเนาะအဲကြောင့်မလို့ဘုန်းကြီးတို့ကိုယ့်ကိုယ်ဆုံးမတာလဲအဲ့ဒါပါပဲဘုန်းကြီးတို့ကိုယ်တိုင်လောကဒဏ်နဲ့ကြုံရပါတယ်ကောင်းတာလဲကြုံရပါတယ်ဆိုးတာလဲကြုံရပါတယ်အတက်တည်းရှိပါတယ်အကြလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီလိုအတက်အကြလောကဒဏ်ကြားမှာဘုန်းကြီးတို့ကတော့ဖရာအာကိုတရားအာကိုပြီးတော့အဆိုးတွေကြုံရင်ဘုန်းကြီးတို့ကဖရာရှိကိုမြန်မာရောက်အောင်သွားပါတယ်အကောင်းနေကြုံတဲ့အခါမှာလဲပဲသတိထားပါတယ်ဩော် အကောင်းရဲ့နောက်မှာမကောင်းကရောက်တတ်တယ်ဆိုတာအမြဲတမ်းသတိထားပြီးကောင်းနေတဲ့အခါမှာသတိထားတယ်မကောင်းတဲ့အခါကုသိုလ်များများပွားတယ်ထို့အတူပဲဘုန်းကြီးတို့တော်ကောင်းများလည်းပဲ တက်နေတဲ့အခါသတိထားပါကြတတ်တယ်ဆိုတာမမေ့ပါနဲ့ကြနေတဲ့အခါကုသိုလ်များများဖိလုပ်ပါဗျာမများပါနဲ့အစိုးရကြားမှာဗျာများနေတဲ့သူဟာလောကတန်ကိုမခံနိုင်တဲ့အတွက်ကြောင့်လောကတန်ကိုမခံနိုင်တဲ့သူဟာဘဝမှာကြာရှုံးတဲ့သူပဲဖြစ်တဲ့အတွက်ကြောင့်ဘဝမှာချမ်းချမ်းသာသာအောင်မြင်နေတဲ့သူများကဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမသလိုမိမိကိုယ်ကိုမိမိပြန်ပြီးဆင်ခြင်ပြီးတော့လောကတန်နဲ့ကြုံတဲ့အခါမှာမတုံ့လောက်တဲ့စိတ်ကလေးနဲ့ဒါလည်းပဲပြီးသွားမှာပဲဆိုတဲ့အတိတ်တရားလက်ကင်ထားပြီး တော့ဘာမှအကြာကြီးမဟုတ်တာတော့တတိပြုကောင်းတာတွေလို့ဖြည့်လို့ပြီးတော့အကောင်းနေဖြည့်ရင်တတိထားပါမကောင်းနေကျုံရင်ကုသိုလ်ပွားပါအကောင်းဆိုချာမှာဗျာမများပါနဲ့ကိုကိုတို့ပြုပြင်ပြီးတော့ပစ္စုပန်တန်တရာနှစ်ဖြာလောကတန်ကိုခံနိုင်ပြီးတော့ជីវတော်တိုးတက်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တတိ